ီနေ့ပဲသွားကြမယ်။သုံမြန်းကုန်းစားကျင်နေရ။ဟိုလေဖတ်ရတာကတော့ဒီသုံမြန်းကုန်းက UNESCO ကနေပြီးအတိအမှတ်ပြုထားတာတဲ့။အဲရတာကြီးကလည်းလုံးဝမိုက်တယ်ပေါ့။ဒါဆိုသုံမြန်းကုန်းစားတော့ဆိုင်သွားကြမယ်။အဲ့ဆိုသွားကြပါလိမ့်သုံမြန်းကုန်း။ ာကံတော်ယူလည်းမြင်ရတယ်เนาะယူရတာသမီးမင်္ဂလာပါဟုတ်ဘာသာမလဲသမီးဟုတ်သမီးဇာမေတို့ကြည့်ရမှာเนาะဟုတ်ကဲ့ဒီနေ့တုံမြန်ကွန်းစားချင်လို့လာပါတော့เนาะဆိုပြီးတော့ဒီဆိုင်မှာတုံမြန်ကွန်းကိုချက်တဲ့အတူချက်နီးအတူ recipe ရှိရဆိုလို့စားချင်လို့လာခဲ့ပါတယ်အဲဂျာလို့ကောင်းနေသမီးဇာတိမေเนาะရေးပြီးเนาะ อาศัยอันติต้มยำกุ้งลิมามเนาะดีมากเลยเลือกได้ดีมากผู้ชายတကယ်တော့တုံရန်ကုန်းကယူနက်စကိုမှမှတ်တမ်းဝင်ထားတဲ့ဟင်းလျာတစ်မျိုးပါဒီဆိုင်မှာထိုင်းရတာစစ်စစ်တိုင်းရနိုင်ပါတယ်ဒီမှာဘလို့ချက်ပြုတ်လဲဆိုတာကိုရောကိုယ်တိုင်သိချင်လားအဲ့ဒါကြည့်မယ်တဲ့ ွက်သုံးတာလဲအဲအနည်းပင်ဝတ္ထုဒီของไทยဒီထုံရန်ခုံဆိုင်ကထိုင်းဆိုရစီကထိုင်းဆလက်အတိမတ်ပြုလက်မှတ်ရထားတာပါထိုင်းစားစားရဲ့အကောင်းဆုံးကိုပဲခန်းစားရဖို့ကတမိုးထားရတဲ့အစားသုံးသူတွေကိုပေးထားတဲ့ဂတိကိုတစ်ခုပါပဲစင်မန်နဲ့အရသာလက်ဆက်တဲ့ပါဝင်ပစ္စည်းတွေနဲ့တန်ရှင်းမှုရှိအောင်ဟင်းလျာတွေကိုပြင်ဆင်ရမှာစိတ်ရောကိုယ်ပါနှိမ့်ညွတ်ထားခဲ့ပါတယ်။အဲဒီအချိန်ကစားပြီးစားသုံးမှုတွေကလည်းပုံမှန်ယုံကြည်လာသလိုရောင်းအားလည်းတက်လာခဲ့ပါတယ်။ ဟုတ်ကဲ့ပါဒီအခုလိုမျိုးတည်တည်ချာချာလေးပြေဆုံးအောင် kitchen နဲ့ထိပါခေါ်ပြီး live ရှင်းပြပေးလို့ကျေးဇူးများရင်တင်ပါတယ်အခုဟိုအစားတော့တွေလည်းထိပဲမှာရောက်နေလောက်ပြီဆိုတော့ဒီမိုးတို့တော့စားလိုက်ပါအောင်မယ်ရှင်ဟုတ်ကဲ့ကျေးဇူးများရင်တင်ပါတယ်ခေါ်ပါခါခါတုံမြန်ကွန်ဘောနော်ထိုင်းရတာစစ်စစ်တိုင်းဆိုတော့ယူနီစကိုရထားတာတဲ့ ခုနကပြရှင်းပြပါ thank you ပေါ့เนาะအမေဟုတ် thank you အေးအတွင်းနဲ့စံချေစံညောတွေကိုသိချလိုက်နာထားဆိုတော့အဲ time set လို့ကိုကိုယုံကြည်ပြီးတော့စိတ်ချလက်ချစားလို့ရပြီပေါ့နော်อืมဟုတ်တယ်လေပြီးတော့ time စားစားတွေကလေအရသာရှိရဲ့ပြင်သူကစမ်းမိုင်းနဲ့လည်းညညွတ်တယ်အဟာရလည်းပြေသွားတယ်။ဩဒါပစွန်လေတမဟင်းတဲ့။ဒါငါခုမွားကြော်တယ်နော်။ဒါလေးမြည်ကြည့်ရအောင်။ ကျွဲကောတိနဲ့ရောပြီးတုတ်ထားဆိုတော့ element ရော resource စားရမလားစမ်းလိုက်မယ်နော်မပြောပေါင်းလေးပေါ့နော်ထိုင်းကပြောပေါင်းလေးစားကြည့်မယ်မျိုးတရားမုံလုံးကြီးပေါ့ဖြစ်ပါတယ်ရောင်းကောက်ပါတယ်အញ្ញံကောက်တော့တုံမြန်ကော့ဆိုင်ရတော့အားလုံးစုစုပေါင်းဆိုင်ခွဲ၄ဆိုင်ရှိပါတယ်အခုရေမော်တော့ရောက်နေတဲ့ဆိုင်ရတော့ဆိုင်ခွဲအမှန်2ဖြစ်ပါတယ် ဒီဆိုင်ရဲ့လိပ်စာကတော့အမှတ်44ပြီးနတ်မောက်လန်မဟမ်းမြို့နယ်ဖြစ်ပါရဲ့ရှင်။နောက်တစ်ဆိုင်ကတော့အတန်လွှင့်ရုံလန်မင်္ဂလာတုံမြို့နယ်မင်္ဂလာတုံလေးစိတ်အနီးမှာဖြစ်ပါရဲ့ရှင်။နောက်တစ်ဆိုင်ကတော့စူးလေ square second floor စူးလေဖျားလန်နာမှာဖြစ်ပါရဲ့ရှင်။နောက်ဆုံးတစ်ဆိုင်ကတော့ star city fade in a4 မြင်းကြီးထက်တန်လှရင်ဖြစ်ပါရဲ့ရှင်။ ပြီးတော့ delivery app ကနေလည်းမှာစားလို့ရပါသေးတယ်ရှင်ပြီးဒီဆိုင်ရဲ့ Facebook page ကိုတော့ဒီ post ရဲ့ caption မှာပါတဲ့ link ကိုနှိပ်ပါပြီးတော့ဒီမှာပါတဲ့ QR code ကိုလည်း scan ဖတ်ပြီးတော့ရှာလို့ရပါသေးတယ်เนาะ ထိုင်းစားတောက်တွေကအရန်အရန်ပေါ်မှာမိုက်တာမို့လို့အိမ်မှာထိုင်းစားတောက်တွေကိုယ်တိုင်ချက်ပြုတ်ခြင်းလဲဆိုလို့ရှိရင်တော့ထိုင်းဆက်လက်ထုတ်ကုန်ပစ္စည်းတွေကိုစူပါမားကတ်မှာဝယ်လို့ရတယ်ဆိုတာမမေ့နဲ့နော်အဲ့ဒါမှတကက်ထိုင်းရတာစစ်စစ်ကိုရရှိစေမှာဖြစ်ပြီးတော့ကျွမ်းကျင်တဲ့စခုမှုတယောက်ကိုချက်ပြုတ်နိုင်မယ်ပြုတ်ဝချက်ပဲအဲ့ဆိုလို့ရှိရင်ဒီနေ့တော့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးများရင်တင်ပါတယ်တာ